မိုးရသည်ရောက်ပြီဆိုရင်တော့ခေါင်းခိုင်းရတဲ့အရာတစ်ခုဟာဝိညာဉ်တတော်နဲ့မချောက်တာဖြစ်ပါတယ်အထူးသဖြင့်အောက်ခံဘောင်းမီတွေမချောက်တာမချောက်တချောက်ဖြစ်တာဟာဒူဂူပြူရမယ်အခက်အခဲတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်မို့မိုးရသည်လို့ဆူဆူပြီးတော့အဝိစားတွေချောက်ဖို့ခက်ခဲတဲ့အချိန်မျိုးမှာတုံးတက်မဲ့နီလန်းတွေကို Happy for you ကနေပေါ်ပြပေးလိုက်ပါတယ်ခင်ဗျာကဲဗီဒီယိုလေးကိုစလိုက်ကြမယ် နံပါတ်1ပါလာပြီးတော့ခြေထည်ဆစ်ဆစ်အတွေးခံကိုရွေးချယ်ပါဒါအရေးကြီးပါတယ်ခြေထည်ဟာအချောက်မြန်ပါတယ်ပါလာတဲ့ခြေသားနဲ့ချုပ်လုပ်ထားတဲ့အတွင်းခံပေါင်းမီတွေကိုရွေးချယ်တာဟာကောင်းကျိုးများပါတယ်ခြေထည်ရဲ့သဘာဝအရအစိုးတက်ကိုထိမ့်ညှိပေးပြီးတော့အမြန်ခြောက်သွေ့လွယ်စေပါတယ်ခြေထည်တွေကအေးများတဲ့အတွက်ဆိုထိုင်းတိုင်းဖြစ်တာတွေခြောက်သွေ့ဖို့ခက်ခဲတဲ့ပြဿနာတွေမဖြစ်တဲ့အပြင်အသောတက်တာလည်းအလွန်ရှိပါတယ်ခြေသားဆစ်ဆစ်နဲ့ပြုလုပ်ထားတဲ့အတွင်းခံတွေကိုဝယ်ဖို့မနှမျောတင်ဘူးဆိုတာ ဘူးလို့ဆိုရင်တော့သိမှန်းထင်ပါတယ်။နံပါတ်1အတွင်းခံတွေကိုစနစ်တကျနဲ့အခြောက်ခံပါ။အောက်ခံပေါင်းမိတွေကိုလှမ်းတဲ့အခါမှာတထည်နဲ့တထည်ထက်နေတာပြတ်သိပ်ပြီးတော့လှမ်းတာတွေကိုရှောင်တင်ပါတယ်။အခြောက်နှေးစီပြီးတော့ဆိုထိုင်းတိုင်းဖြစ်နေချိန်ကြာတဲ့အတွက်ဗက်တီးရီးယားပိုးမွားတွေလည်းပေါက်ပွားစေပါတယ်။မိုးရင်းဆိုတော့နေရောင်ခြည်နဲ့ထိတွေ့ဖို့ခက်ခဲတဲ့အတွက်တကြာ6ပြီဆိုမှမီးဖို့တိုက်တင်ပါတယ်။ဒါဆိုရင်တော့အတွင်းခံတွေမှာပေါက်ပွားနိုင်တဲ့ပိုးတွေဟာအထိုက်လျောက်လျော့နေသွားမှာဖြစ်ပါတယ်။နံပါတ်3 အတွင်းခံတွေကိုအစ်စ်လဲပါအတွင်းခံတွေကိုဘယ်လောက်တခါအစ်စ်လဲရမယ်ဆိုတာတိကျမရှိပါဘူးဒါပေမဲ့အချိန်ဒီပေါ်မှာမူတည်ပါတယ်ဝယ်ထားတာမကြသေးပေမဲ့မိုရီတက်ဖောက်ဥတီဆွဲနေမယ်စက်ပြတွေစားပြီးတော့ပေါက်ပြဲနေမယ်ဆိုရင်တော့အစ်စ်လဲရမှာဖြစ်ပါတယ်ဝယ်ထားတာကြာပေမဲ့တန့်ရှင်းပြီးတော့ဝတ်လို့လည်းအဆင်ပြေသေးတယ်ဆိုရင်တော့ဆက်ပြီးတော့ဝတ်ဆင်နိုင်ပါတယ်နံပါတ်၄မှန်ကန်တဲ့စက်ပြကို ရွေးချယ်သုံးဆွဲပါ ခုနကကျွန်တော်ပြောခဲ့သလိုပဲအတွင်းခံတွေမှာပိုးမွှားလေးတွေကန့်ကြီးတွင်နေတာကြောင့်စက်ပြာနဲ့တခြားလျှော်တင်ပါတယ်။ဒါပေမဲ့စက်ပြာအပြင်းစားတွေတမ်းမတက်ခြင်းကိုဖြစ်စေတဲ့စက်ပြာမျိုးကိုတော့ရှောင်ပြီးတော့တုံးဆွဲတင်ပါတယ်။မဟုတ်ရင်တော့အတွင်းခံတွေဖုံးအောင်ထားတဲ့နုနယ်လာတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေမှာမှုဆွဲတာတွေပုံပဲ့တာတွေဖြစ်လာနိုင်ခြေရှိပါတယ်။ ကဲဒီလောက်ဆိုရင်တော့အတွင်းခံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့အခက်အခဲတွေစိုးကျိုးတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကိုသိပြီးဆိုတော့မိုးရသည်မှာအောက်ခံပေါင်းမိကြောင်ဖြစ်တဲ့ပြဿနာတွေကင်းရှင်းနိုင်ကြပါစေလို့ Healthy for you ကနေစုတောင်းပေးပါရစေဗျာဒီ view လေးကလည်းအကျိုးရှိတယ်ဆိုရင်တော့ like share subscribe လဲလုပ်သွားပေးပါအောင်ဗျာ Healthy for you channel ကိုအခုမှစပြီးရရှိတဲ့မိတ်ဆွေဆိုရင်တော့ subscribe ပေးမှရှိတဲ့ notification bell လေးကိုအွန်ထားခြင်းဖြင့်ကျွန်တော်တင်တဲ့ video တွေကိုနေ့စဉ်အခမဲ့ရရှိနိုင်မှာဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်